ညီမတို့တကယ်ချစ်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ဘဲတွေကဒီလိုမျိုးအချိုးတွေပြောင်းလဲလာပါလိမ့်မယ်။အညရရဘောအလုံးမင်္ဂလာပါစိတ်ချစ်ပါတယ်ခြားဆိုဒီနေ့ရတော့ပေါ့နော်တကယ်ချစ်တဲ့သူနဲ့တွေ့ရဆိုလို့ရှိရင်အမျိုးသားတွေရပြောင်းလဲသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေရတင်ပြပေးတော့မှာပဲဖြစ်ပါတယ် နံပါတ်1သူမအတွက်ဆိုလို့ရှိရင်ရှေ့ရနေပြီးမမမမရက်တီပေးမယ်စူပါဟီးရိုးဟာဒါဘယ်တော့တော်တော်များများကသူတို့မချစ်ဘူးဆိုလို့ရှိရင်တော့သူတို့တော်တော်ကိစ္စကိုတိတ်ဆိတ်ဝင်စားပေးမယ်ပေါ့နော်သူတို့တကယ်ချိမိသွားရင်မင်္ဂလိတက်ဆိုလို့ရှိရင်သူတို့အမြဲတမ်းတွေးပြီးနေပြီးတခုခုဆိုလို့ရှိရင်သူ့အတွက်တွေးပြီးစိတ်ပူပေးတာတခုခုလိုအပ်တယ်ဆိုလို့ရှိရင်ဖြည့်ဆည်းပေးရရှေ့ရနေပြီးမမမမရက်တီပေးရဆိုပြီးပေါ့နော်အိုက်ကောင်မလေးအတွက်တီးတက်စူပါဟီးရိုးတယောက်လို့ဖြစ်သွားကြပါတယ် မနှစ်ကိုစိတ်နဲ့ကိုရဲ့မျက်နှာကိုဖတ်တက်လာပါလိမ့်မယ်။ဒီခါကျလို့ရှင်ကိုကစိတ်ညစ်ပြီးတော့အဆင်မပြေဖြစ်နေတဲ့အချိန်ခါရီဆိုလို့ရှင်လည်းပေါ့နော်။အာဘာဖြစ်လို့လဲဘာအဆင်မပြေဖြစ်လို့လဲဆိုပြီးတော့ကိုစိတ်ကိုပျော်ရှင်အောင်တချို့ခက်ခဲလေးဆိုပြီးတော့ကုပြီးတော့ကုညီပြီးတော့ဖြစ်ရှင်းပေးရလေးတွေဒါလေးကိုစိတ်ပြောင်းလုပ်ပေးရလေးကုညီပေးရလေးလုပ်ပါလိမ့်မယ်။ နံပါတ်3ကိုနဲ့ပတ်သက်တဲ့အရာရာကိုခရီးဆိုင်လာမယ်။ကိုနေမကောင်းတာကအစပေါ့နော်။ကိုနားမှာပေါင်းသိနေရပေါင်းသိနေရအဆင်ပြေရလားကောင်းရလားဆိုပြီးတော့ပေါ့နော်။ကိုတို့ခုဆိုလို့ရှိရင်စိတ်ပူတတ်တာမျိုးစသဖြင့်ပေါ့နော်။ကိုဒုက္ခရောက်မဲ့အရာတွေရှိရဆိုလို့ရှိရင်မဖြစ်စေချင်တဲ့အတွက်ကြိုတင်ပြီးတော့သတိပေးတာကိုကိုရဲ့ကျမ်းမာရေးကိုခရီးဆိုင်တာတို့အားစေးလေးတွေဝယ်ပေးရတာတခုခုဆိုလို့ရှိရင်ပေါ့နော်။ကိုတက်စဉ်းစားပေးတာပေါ့။တနေရာသွားရဆိုလို့ရှိရင်လည်းအဲသတိတရားနဲ့ကိုအတွက်ပါလာတဲ့အရာလေးပေါ့နော်။အဲ့လိုအရာမျိုးလေးလောက်ပါလိမ့်မယ်။ အာနံပါတ်၄သူနဲ့ဆိုလို့ရှိရင်အလုံးစုံနဲ့ဆိုရဲစိတ်ခံစားချက်ကျွန်တော်တို့ဒါကတော့အရန်အရေးကြီးဆုံးပါပေါ့နော်သူနဲ့သာအတူတူရှိမယ်ဆိုလို့ရှိရင်ဒါလုံးစုံနဲ့ဆိုရဲစိတ်ခံစားချက်ပေါ့နော်ဒီအားကိုးလို့ရတယ်ဆိုရဲစိတ်ပေါ့နော်ကိုယ်တခုဆိုလို့ရှိရင်ကောက်ွယ်ပေးမှာပါဆိုရဲစိတ်အပြည့်အဝရရှိစေမယ်အပြုမူတွေစကလုံးတွေအဲစိတ်ခံစားချက်တွေကအစားကိုယ်ပေးပြီးရောပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့အဲသူမျိုးဖြစ်ပါတယ်ဆက်လေးကိုအပြည့်ချပါရှင် ချာရမတို့ဆွဲပြပြတဲ့အချက်တွေတည်းရမှာဒီနှစ်ချက်နဲ့အထက်ရှိရဆိုလို့ရှိရင်ရမတို့ချစ်တာရမတို့ကိုချစ်တယ်လို့သတ်မှတ်လို့ရပါတယ်။ချာဘယ်နှချက်ရှိရဆိုတာကိုဆွဲကို comment လေးမှာအခြိုက်ပေးခဲ့ပါအောင်နော်။ဆွဲကိုအပီးရဆိုလို့ရှိရင်ဆွဲရဲ့ဗီဒီယိုလေးရဲ့ like and share လေးလုပ်ပေးဖို့ဆွဲဒီနေ့ရက်နဲ့တောင်းဆိုချင်ပါတယ်ရှင်။နောက်ထပ် vlog မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။အန်ညော